ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အောင်းလည်းမင်္ဂလာပါ El Clasico ကဒီတစ်ပတ် Sunday မှာကျွန်တော်တို့ကံပိုးရှိတယ်။ Sunday ရဲ့ပြိတက်တဲ့အားလုံးစိတ်ဝင်စားတဲ့ El Clasico ပွဲမှာ ရီယယ်မက်ဒရစ်အသင်းနဲ့ဘာဆိုနာအသင်းရဲ့ပွဲဒီနေ့ရသည်ရဲ့ပထမဆုံးအယ်ကလာစီကိုဖြစ်ပြီးတော့အခုလက်ရှိမှာစန်တီယာဂိုဘာနေပေးမှာကမ်းမယ်ဆိုတော့ဒီပွဲကပေးသက်တဲ့အားလုံးစောင့်ကြည့်နေရတဲ့ပွဲဖြစ်ပြီးတော့အခုလလောဆယ်အနေထားရဘာဆိုနာအသင်းရောရီယယ်မက်ဒရစ်ကလာလီဂါမှာအားပြိုင်နေကြတာဖြစ်တယ်ကံမဲ့ချိန်ကကျွန်တော်တို့ UK မှာညနေ3:15မြန်မာစံတော်ချိန်ည8:00 45မိနစ်မှာကံမယ်ရယ်မက်ဒရစ်ကလာလီဂါမှာ24မှတ်ရထားတယ်ဘာဆိုနာက22မှတ်မက်ဒရစ်ကအတ္တိကိုမက်ဒရစ်ကိုတပွဲရှုံးပြီးတော့ဘာဆိုနာကစဗီယာကိုတပွဲရှုံးတယ်ရယ်ယိုဗလကာနိုကိုတီးချထားတယ်ဆိုတော့သူတို့နှစ်သင်းကြားမှာဘလို့အခြေအနေရှိလဲဆိုတော့အဲကလာစီကိုနဲ့ပတ်သက်လို့ကျွန်တော်အမြဲတမ်းစိတ်ဝင်စားစရာကောင်းတဲ့အချက်က ပေးတတ်တီကအခုဒီဘက်နောက်ပိုင်းမှာတော်တော်လေးစိတ်ဝင်စားစရာမနစ်ကတော့ရီမဒရစ်ကအက်ကလာစီကိုရဲ့စုစုပေါင်း၄ပွဲစလုံးမှာဘာစလိုနာကို၃ဂိုးနဲ့၃ဂိုးအထက်ကြီးရှုံးသွားတယ်ကာလိုအန်ချယ်လိုတီကတပွဲမှမနိုင်ဘူးစူပါကပ်မှာ၅ဂိုး၂ဂိုးနဲ့ရှုံးတယ် Now Cuba Derby Final မှာ3-2ကိုနဲ့ရှုံးတယ်။ Santiago Bernabeu မှာ6-0ပြည့်ရှုံးပြီးတော့ Barcelona ရဲ့ Olympic ခွင့်မှာ4-3နဲ့ရှုံးတယ်။အဲ့မတိုင်ခင်မှာလည်း Real Madrid အသင်းက El Clasico မှာအဲ့ပြီးခဲ့တဲ့နှစ်မတိုင်မီ Dominate လုပ်ထားတယ်။ဆိုတော့ဒီနှစ်သင်းကအမြဲတမ်းလိုလိုစိတ်ဝင်စားစရာပုံပြမှုကျွန်တော်တို့ El Clasico ကိုဒီဘက်နောက်ပိုင်းနှစ်မှာပထမဆုံးချိန်ပြန်ကောင်းတာမနစ်ကစပြီးတော့ အဘပိဂျမာဖီနီရှေဂျူနီယာရာဖီညာတို့ဘာလို့ ਨੇ စပြီးတော့စိတ်ဝင်စားစရာကောင်းတယ်အရင်တော့ကဆိုရင်လီယိုမက်ဆီနဲ့ခရစ်စတီယာနိုတို့ထွက်သွားရင်အဲကလစီကိုကဘယ်သူမှစိတ်ဝင်စားတော့ဘူးဒါပေမဲ့ဒီဟာကြီးက different အဲကလစီကိုဖြစ်ပြီးတော့ဖြည်းဖြည်းချင်းပြောင်းလာတယ်အဲ့ချက်ကအဲကလစီကိုပေါ်စိတ်ဝင်စားတဲ့အချက်ပဲဆိုတော့စပိန်မှာလည်းတည်တဲ့အတိုင်းပဲ၃သိန်းပဲရှိတာအဲ့၃သိန်းမှာမှအက်တလတီကိုမက်ထရီတသိန်းကဟိုနှစ်သိန်းကိုလုံးဝမရှင်းနိုင်ဘူးဒါအခုလောလောဆယ်မှာရင်မတွေးနဲ့ဘာဆိုနာကြမှာအတန်းရှင်းနေတာအများကြီးပဲဘာကြောင့်ဒီပွဲကပိုစိတ်ဝင်စားလဲကောင်းလဲဆို Real Madrid ဥက္ကလာ Florentino Pires က Miami မှာသွားကစားမဲ့ Villarreal နဲ့ Barcelona ပွဲကိုအတင်းကျပ်ကန့်ကွက်တယ် တရားရုံးတော့ तू ကနှစ်ကြိမ်ထိတက်ပြီးတော့ဒီကိစ္စလုံးဝဖြစ်လို့မရဘူးဆိုပြီးတော့ तू ကတောက်လျှောက်တားတယ်ဗီလာရဲကလည်းသူတို့လာလီဂါနဲ့ agreement ရထားပြီးမှ ပြတ်သွားတဲ့ပုံကိုသူတို့ကပေါက်ကွဲနေပြီးတော့လာလီဂါဘလုံးဖွဲ့ချုပ်ဥက္ကရာဟာဗီယာတီဗက်စ်ကိုဝေဖန်ထားတယ်ဒီနေရာမှာဒန်နီကာဘာဟာကလည်းဒီပွဲသွားကစားတဲ့ပုံကိုပြင်း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 ဝေဖန်ထားတဲ့အချိန်မှာအပြန်အလှန်စကလုံးနေပေါ့လေလာလီဂါဘက်ကဥက္ကရာဖြစ်တဲ့တီဗက်စ်ကလည်းသူ့ correction ဘာညာနဲ့ပြောထားတယ်အဲ့မှာ real madrid နဲ့ကြမှာအတန်းရှင်းနေရှိချင်မှာအဲကြောင့် barcelona နဲ့ florentino ပြီး US ဈာပါလေလုံးဝမတက်ဘူးဘာလို့မတက်လဲဆိုတော့ဘာဆိုနာရဲ့ဒန်ဂျီကိစ္စပေါ့လေအဲ့ကိစ္စကိုလေ Florentino Pires ကတရားရုံးထိတက်ပြီးတော့အမှုကချပြီးသွားပြီဒါပေမဲ့ Florentino Pires ကအယူခံထပ်ဝင်ပြီးတော့ဒီကိစ္စကိုထပ်ရှင်းနေတယ်ဆိုတော့ပြောချင်တာကပြရေဆုံးကုန်းဆုံး fight နေတာ နောက်တစ်ခုကဘာဆိုနာက recently မှာအက်ကလစီကိုမတိုင်ခင်လေးမှာတည်း spicy ဖြစ်စရာအချက်လေးကသူတို့ကစူပါလီကထွက်သွားပြီအဲ့စူပါလီကို Real Madrid နဲ့ Barcelona နဲ့ Juventus နဲ့သုံးသင်းမဲ့ကြံလာအဲ့ကြံနေရကလေ Barcelona ကောက်ထွက်သွားလိုက်တဲ့အချိန်မှာအဲ့ classico မှာပို့ပြီးတော့ interesting ဖြစ်လာတယ်ဆိုတော့ Madrid က desperately နိုင်ချင်တယ်မနေ့ကသူတို့စုစုပေါင်း၄ဘွဲရှုံးသွားတယ်စူပါကက်လည်းရှုံးတယ်ကိုပါတရီလည်းရှုံးတယ်လာလီကာ၂ချော့လုံးမှလည်းရှုံးတယ်အားလုံးက၃ခုနဲ့၃ခုအထက်၄ခု၅ခု twin ခံလိုက်ရတဲ့အတွက်သူတို့ရဲ့တိတ်ခါဆိုတော့ real madrid တမိုင်းမှာဘယ်နည်းပြလာလာအဲ့ classico မှာရှုံးလို့မရဘူးရှုံးရင်တော့ဂိုးပြတ်ရှုံးလို့မရဘူးရှုံးရင်အဲ့နည်းပြပြဿနာတက်တာ real madrid ရဲ့တမိုင်းမှာဘယ်နည်းပြပဲဖြစ်ဖြစ် champion league မှာဆော့ဆော့စီထွက်လို့မရဘူးအဲ့ classico မှာဂိုးပြတ်ရှုံးလို့မရဘူး လာလီဂါမရရင်တောင်မှသူတို့အနေနဲ့မီနီမန်ပြိုင်ဘက်ဘာစီလိုနာကိုကောင်းကောင်းနိုင်ယူထားတဲ့ပုံစံလိုချင်တယ်ဆိုတော့ဂျာဗီအလွန်ဆိုအတွက်ဒါကအရေးကြီးတယ်အခုအလွန်ဆိုရဲ့အသင်းရှမ်ပိန်ဖုတ်ဘောအတက်ကင်ဖုတ်ဘောအထရက်တစ်ဖုတ်ဘောကစားလာမကစားဘူးဒါပေမဲ့အရန်ကို impact ဖြစ်တဲ့ကစားပုံနဲ့အတူ Real Madrid က La Liga မှာ leader ဖြစ်နေတယ်။ဒီနေရာမှာ Kylian Mbappe on fire ဖြစ်တဲ့အရန်ကောင်းတယ်။ဆိုတော့သူတို့နှစ်ပင်းကြားအရင်တုန်းက Spain ဘိုချုပ် Franco ကနေ Catalan အခြေစိုက် Catalan မြေကသူတို့အားလုံးကိုဖိနှိပ်ချုပ်ချယ်ပြီးတော့လှုပ်ဆောင်ခဲ့တာတွေကို Catalan ကလုံးဝလက်မခံဘူး။ဆိုတော့တော်ဝင်မျိုးနွယ်တွေကအားပေးတဲ့ Madrid နဲ့ခြေကလှုပ်ထမ်းစားတွေ Barcelona ကအားပေးတဲ့ Catalan ကြားမှာလည်းအမြဲတမ်းဆိုတော့ Barcelona က La Liga ပွဲမှာ Real Madrid ကိုမြင်တာက ရန်သူတယောက်အနေနဲ့မြင်တယ်သူတို့ရဲ့နိုင်ငံရေးရရောအားကစားရှုထောင့်ရရန်သူတယောက်အနေနဲ့မြင်တယ်ဆိုတော့သူတို့ကက်တလန်ပြည်အတွက်ဒီပွဲဟာအရေးကြီးဆုံးပွဲ Real Madrid point of view က Frontino Pires က Barcelona ကိုသူတို့မြင်တဲ့အမြင်က ပြိုင်ဘက်အနေနဲ့မမြင်လေဒါပေမဲ့သူကဘာဆိုနာကိုအမြင်ကတာကလာပေါ်တာနဲ့ပါစနယ်အရာရောတချို့ကိစ္စတွေကြောင့်ဖလိုရင်တိုပီရက်စ်ကလည်းဘာဆိုနာအသင်းလုံးဝထောင်လာမှာကိုလက်မခံနိုင်ဘူးဆိုတော့ every single way မှာဘာဆိုနာရှာရှုံးနိုင်မဲ့နီလန်ဘိုင်းကိုသူတို့နီးမျိုးစုံနဲ့သူတို့အပြေရှာတယ် နီးမျိုးစုံနဲ့သူတို့တိုက်ခိုက်တယ်ဆိုတော့သူတို့နှစ်ဖက်ကလုံးဝမတည့်ဘူးဒါကြောင့် A Classico ပွဲဟာအရင်တည်းကစိတ်ဝင်စားစရာကနေ Cristiano Ronaldo နဲ့ Leo Messi ရောက်တဲ့အခါမှာအရန်စိတ်ဝင်စားတဲ့အဆင့်အခုဆိုရင် A Classico Part 3လို့ပြောမှာလို့ပထမပွဲတုန်းက Ronaldo တို့ Zidane တို့ Figo တို့ခင်းတဲ့ Ronaldinho တို့ခင်းမှာအားပြိုင်နေနောက် Cristiano Ronaldo နဲ့ Leo Messi တို့ အားပြိုင်နေအခုကျတော့ယမားနဲ့ဟိုဘက်ကရီယယ်မတွေ့ရဲ့ဂလတီကိုအုပ်စုအားပြိုင်နေခစ်ဖြစ်သွားပြီမနစ်ကအပွဲပွဲနှွှဲပြီးတော့အလဲထုတ်ခဲ့တဲ့ဟန်စီဖလစ်ဒီပွဲမှာမပါဘူးဘာလို့ဆိုလာလီဂါကသူ့ကိုတပွဲပြစ်ဒဏ်ချတယ်ဂျီရိုနာနဲ့ဒါဘီပွဲမှာကွင်းလေတန်ကြီးကိုကွန်ပလိန်တက်လို့ဆိုပြီးသူကဖောင်းပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ကွန်ပလိန်တက်တယ်အဲ့ဒါကိုမှဒန်ဂျီကထပ်ပြီးတော့နောက်တဝါပြတယ်။သူကထပ်ပြီးတော့ဒီလိုလုပ်လိုက်တဲ့ကြောင်းသူ့ကိုနောက်ထပ်တဝါပြတော့နှစ်ဝါဖြစ်သွားတယ်။ဆိုတော့ ဂိမ်းမကြောက်မပြောခင်ဒီနှစ်သိန်းချားကရှင်းရှင်းလေးကျွန်တော်အက်ကလစီကိုပွဲကိုကျွန်တော်ကိုယ်တိုင်သွားကြည့်ပူတယ်မတွေ့မှကြည့်ပူတယ်ဘာဆိုတာကွင်းမှာတော့မကြည့်ပူဘူးဒါပေမဲ့ဘာတွေ့ရအတန်းရှင်းကိုပြောတာအက်ကလစီကိုပွဲနေ့ပါ မတွေ့ဂျာစီဝစ်သွားတဲ့အခါဘာဆူနာမှာတွေ့ရတဲ့အမြင်ဘာဆာဂျာစီကိုရင်းမတွေ့မှာဝစ်သွားတဲ့အမြင်လုံးဝမတူဘူးလုံးဝ aggressive ဖြစ်တယ်နော်အဲ့နေဆိုရင်ရဲတပ်ဖွဲ့လုံးကျွေးနှစ်ဆချရတယ်ကျွန်တော်တခုပဲ2016ဆက်ခွန်ထင်တယ်ဆန်တီယာဂိုဘာနေဘေးမှာလီယိုမက်ဆီက iconic ဂျာစီလေးကိုင်ပြီးအဝဲခံတဲ့နှစ်ကရင်းမတွေ့ပေးတဲ့ပတ်ချာမှာဘာဆူနာပေးတဲ့အများကြီးလာကြည့်တယ်အဲ့ဘွဲမှာဘာဆူနာကတကယ်ကို Jordi Alba ပေးတဲ့လုံကနေ iconic moment ကို Leo Messi ကိုတွဲလိုက်တဲ့အချိန် Real Madrid ပဲအချမ်းမှာမြင်တွေ့လိုက်ရတဲ့ Barcelona ပေးသက်တီကို Florentino Pires ကဒေါသထွက်ပြီးတော့ဘာလို့လဲဆိုတော့အဲ့ Barcelona ပေးသက်တီထိုင်တဲ့ခုံတွေက Madrid ပေးသက်တီပဲထိုင်ရမှာဗျာဆိုတော့ဘာလို့လဲဆိုတော့သူတို့က IP ပေးသက်တီအားလုံးကိုလက်မှတ်ရောင်းလိုက်တဲ့ပေးသက်တီအားလုံးကိုသူတို့ကရာသပန်အသင်းရဲ့ membership ကထုတ်လိုက်တယ်ထုတ်လိုက်တယ်လုံးဝအဖြစ်မခံဘူးကျွန်တော်တို့အင်္ဂလန်နဲ့ဥရောပမှာမတူတာက လာလီဂါမှာတသိန်းနဲ့တသိန်းကြမှာလက်မှတ်ပေးတဲ့ခွဲတိုင်းအရန်နေတယ်။လာလီဂါကပြအင်္ဂလန်လို10% 20%နဲ့ပေးတာမဟုတ်ဘူး။သူတို့ကလက်မှတ်ခွဲတိုင်းကိုပေးရင်5%တောင်မပေးဘူးဗျ။ဥပမာဗျာအရင်တော့က Spotify Camp လို့မှာ Barcelona ရဲ့အင်္ဂွင် New Camp ကပေးသက်6000ရှိတယ်။တသိန်းနီးပါးရှိတယ်။ဒါပေမဲ့ Real Madrid ပေးသက်ဒီ maximum လက်မှတ်ရ900လောက်ပဲရ။900ရှိရမှာမပေါ်ဘူး။တထောင်အောက်ပဲ။တခါ Santiago Bernabeu ကိုပြန်လာတဲ့အခါမှာလေ Barcelona က Real Madrid အသင်းကနေ အဝေးကွင်းလက်မှတ်ခွဲတာ900လောက်ပဲရှိတယ်။လာလီဂါကအဲ့တပေါက်ရှိတယ်။အဝေးကွင်းပြည်သက်တွေအများကြီးပေးလိပြီးသားမရှိဘူး။ပေးလည်းမပေးဘူး။သူတို့ပေးချင်တယ်လို့ပေးတာ။ကျွန်တော်အင်္ဂလန်မှာပါဆန်နည်းရှိတယ်ဗျာ။ Coke Stadium ရဲ့10%ပေးရမယ်။20%ပြ။ဥမာ FA Cup တို့ဘာလို့ဆိုရင်20%မဖြစ်မနေပေးရမယ်။15%အဲ့လိုမျိုးရှိတယ်။ဟိုတော်တော်မှတ်မိလား။ Arsenal က Manchester United နဲ့မနေ့က FA Cup တုန်းကသူတို့သတ်မှတ်ထားတဲ့လက်မှတ်900လာမီပေးရမှာကိုဒီအမပေးလို့ဆိုပြီးတော့ Man United က complete တော့ FA က Arsenal ကိုပေါင်၄သိန်းတန်ရိုက်တယ်။ကျွန်တော်ပြောချင်တာကအင်္ဂလန် န်မှာစတိအမောင်းရှိတယ်ဘေးကိုပေးရမယ်ကိုယ့်ရဲ့ capacity ဘလောက်ကြီးသေးပုံမူတည်ပြီးတော့ဒါမဲ့စပိန်မှာအဲ့လိုမရှိဘူးငါပေးချင်တာပေးတာဆိုတော့ကျွန်တော်တို့အဲကလာစီကိုပွဲသွားကြည့်လို့ရှိရင်ဆန်တီယာဂိုဘာနေပေးပဲဖြစ်ဖြစ်ကမ်နိုပဲဖြစ်ဖြစ်ပိတ်တက်ဘာမှမရှိအဝေးခွင့်ပိတ်တက်ကဘာလို့ ਆ လဲကိုပိတ်တက်တော်တော်များများကြီးကြီးအဲအိမ်ကွင်းပတ်ချမ်းနေကိုကိုကြီးကြတယ်ဒါအဝေးခွင့်ပိတ်တက်တော်တော်များများဆိုအဲ့ဒါကလည်းလာလီဂါမှာ slightly different သူတို့ရဲ့ tradition နဲ့ကျွန်တော်ကလည်းလာလီဂါအဝေးခွင့်ပွဲတွေကြီးပွဲတဲ့ခါမှာသိတယ် လုံးဝလက်မှတ်ကတော်တော်ခက်ခက်ခဲခဲရအဲ့ဒါကအဓိကပြဿနာဖြစ်တယ်ဆိုတော့ အဲ့ classico က spicy ပဲ hansi flin နဲ့တမကဂျာဗီအလွန်ဆို hansi flin ကတော့ဘာပြောလဲဆိုတော့ယမားကပြီးခဲ့တဲ့အဲ့ classico မှာပြတာတဲ့ခြေစွမ်းအားလုံးပြန်ပြလိမ့်မယ် sunday မှာစောင့်ကြည့်ယမားပြန်လာလိမ့်မယ်လို့ဆိုထားတယ်ခု rafinha ပြန်ပြီးတော့ဒန်ယာကပြန်ကောင်းနိုင်ခြေရှိတယ်ဆို rafinha ယမား lewandowski မရှိပေမဲ့ ferran torres ရှိတယ်ဟိုဘက်က real madrid က trent alexander arnold လေ့ကျင့်ကပြန်ဆင်းပြီး danny gavin ဟာလွဲချော်မှာဖြစ်တယ်တချို့ကစားမတွေလူဆုံပြီး real madrid ကတော့ဒန်ယာပြဿနာတော်တော်လေးနေတယ် danny gavin ဟာတော့ ွဲရှိတာဒင်းဟော်ဆင်ကိုတစ်ချက်ကြည့်ရမယ်သူမပါဘူးဆိုရင်တော့အာလဘာနဲ့မလီထောင်းအတွဲဒါမှမဟုတ်ရှင်ရင်မီလီထောင်းနဲ့အက်ဆန်စီကိုအတွဲဖြစ်နိုင်တယ်ဆိုတော့ဒိုင်ယာပြဿနာကွန်ဆန်ရှိတယ်ဒါပေမဲ့ဒီအက်ကလာစီကိုမှာဟန်စီဖလစ်နဲ့အလွန်ဆိုတော့ဘသူနှာတစ်ဖြားတန်ပလဲစန်တီယာဂိုဘာနေပေးမှာစန်တီ၈နိုင်45မှာကာမာဖြစ်ပါတယ်ဘသူနိုင်မလဲထင်ကြလေကိုမမဝေယမချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်